အားလုံးရဲ့မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ30ရက်နော်30ရက်နေ့မှာဆိုလို့ရှိရင်တော့တည်င်းထူတွေကတော့ထိုင်းဖက်ကနေပြီးတော့120မမနဲ့ငါးလုံးကျွေးလိုက်တဲ့တည်င်းကလည်းတည်င်းထူတစ်ခုနေနဲ့ကျွန်တော်တို့တွေ့ရမယ်ပြီးလို့ရှိရင်တော့ဟိုရှမ်းမြောင်းမှာရှမ်းမြောင်းမှာဆိုလို့ရှိရင်တော့ SSPP နဲ့နေပြီးတော့ဒီမာလာနဲ့အဖကွန်ဒါဒီမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့တည်င်းကိုကျွန်တော်တို့တွေ့ရမယ် PKNU ကတကယ့်ပို့ဟိုကနေပြီးတော့ထုတ်ပြန်လိုက်တဲ့နော်ထုတ်ပြန်လိုက်တဲ့တည်င်းကလည်းအဲ့ဒါလည်းကျွန်တော်တို့အတွက်စိတ်ဝင်စားစရာတည်င်းတစ်ခုနေနဲ့တွေ့ရတယ်ပြီးလို့ရှိရင်တော့ ဒီမအလာရဲ့ရွေးကောက်ပွဲအဓိကတော့မအလာရွေးကောက်ပွဲကိုတကယ်နော်ကြားခံပေးတဲ့မအလာရဲ့နော်ပါတီလို့ပြောလို့ရတယ်အဲ့ဒါကဂျမ်းဖွဲ့ပါတီရဲ့ဆိုင်ပုတ်တွေကိုအကုန်လုံးတပြိုင်တည်းတမျိုးနေလုံးနော်အဲ့ဒီမှာဖြုတ်ခမ်းတဲ့တတင်းကလည်းကျွန်တော်တို့အတွက်နော်တတင်းကောင်းတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရမယ်ပြီးလို့ရှိရင်တော့ပုံပေါ်မှာအဲ့ဒီပုံပေါ်မျိုးသိမ်းတိုက်ပွဲရလဲတနည်းနည်းပေါက်လောက်ကြပြီအဲ့ဒီမှာစစ်ကြောင်းတစ်ကြောင်းလုံးပြတ်ထွက်သွားတဲ့အခြေအနေမျိုးကိုလည်းအဲ့ဒီကက နော်တကယ်တီးလိုက်တဲ့အကြောင်းပေါ့နော်အဒီဟာတလဲတကယ်စိတ်ဝင်စားစရာတစ်ခုနဲ့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ပထမဆုံးကတော့ဒီစကိုင်းတန်ရွှေဘုံမြို့ပေါ်မှာအဲ့ဒီမှာထွက်လာတဲ့အဲ့ဒီမှာမအလာရဲ့တပ်ဖွဲ့တွေပေါ့နော်စကားစတွေကိုနေပြီးတော့ကြားဖြတ်ပြီးတော့တိုက်လိုက်တယ်အဲ့ဒီမှာနော်အယောက်ပေါက်20ကျော်နော်အဲ့ဒီမှာတည်ဆုံတယ်လက်နက်ခဲရံတွေလည်းအများကြီးတင်ဆေးရမိနေဆိုတော့စကိုင်းဖက်မှာကတော့တော်တော်ကိုတိုက်ပွဲတွေကတော့ကြားဖြတ်ပြီးတော့တိုက်ခါနေအဲ့ဒါကြောင့်အဲ့ဒီဖက်ကတကယ်တိုင်းမှုကုန်တောင်မှာ ဒီအလုတ်ဖြောက်ရတဲ့အဆင့်အထိရောက်သွားပြီဆိုတော့အစ်ပြရတော့အဲ့ဒီစကိုင်းဖက်မှာတော်တော်ကိုတော့ချင်းချောက်နိုင်မှုတွေရှိတယ်ဟုတ်တိုင်းမှုအထိတော်မှချင်းချောက်နိုင်တဲ့အဆင့်အထိကတော့အဲ့ဒီစကိုင်းမှာရှိနေတယ်ဆိုတဲ့ဟာကိုတော့ဒီအကြောင်းအရာတွေကိုကြည့်ချအပြင်နော်စစ်ကြောင်းလိုက်စစ်ကြောင်းလိုက်စစ်ကြောင်းလိုက်ပြုတ်တဲ့တည်င်းတွေကခဏခဏစကိုင်းဖက်မှာတက်လာတယ်ဟောအရင်တုန်းကပြုတ်တဲ့ပထမဆုံးစားတဲ့အခါမှာနော်စစ်ခွေတင်းကြိုင်းစကိုင်းတိုင်းဆိုပြီးတော့ပြောတဲ့စကားလုံးကအခုပြန်ပြီးတော့ရောက်နေတယ်လို့ပဲအဲ့ဒီမှာစစ်ခွေတွေကတော့တော့တကယ်စကားစားဖက်ကတော်တော်ကို နော်စိတ်ချမ်းလိုက်စိတ်ချမ်းလိုက်ပြုတ်တဲ့တည်င်းကတော့ခဏခဏတည့်တဲ့တည်င်းတွေဖြစ်တယ်။နောက်ကွာခရင်ပင်နေမြဝတီအဲ့ဒီမင်းလက်ပံအရွာအနိမဆိုလို့ရှိရင်တက်ခုတွေကိုတက်ပွေတွေပြင်းထန်နေတယ်။နော်ပြင်းထန်နေတဲ့ခါကျတော့ဒီနေဆက်မှာဖြစ်တဲ့ခါကျတော့အဲ့ဒီကြည်တွေကဒီဘက်ကမအလဘက်ကနေစကားစဖက်ကနေပြီးတော့ဖြစ်လိုက်တဲ့ဒီအမြောက်တွေကဟုတ်ဖက်မှကြားတယ်နော်ထိုင်ဖက်မှကြားတယ်အင်းကိုထိတယ်အဲ့ဒီမှာနေရောက်ကထိခိုက်တန်ရန်ရရှိတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့ထိုင်ဖက်ကလည်းအဲ့လိုမျိုးပထမကတော့သူတို့ကစောင့်ချစ်တဲ့အဆင့်ထိပဲသူတို့ရှိတယ်ဒါပေမဲ့အခုကတော့120မမမင်းခုံဘုံ ပြန်ပြီးတော့ချင်းချောက်ပြီးတော့ငါးလုံးကျွေးလိုက်တဲ့ဆိုတဲ့တည်င်းကလည်းကျွန်တော်တို့အားရစရာပဲဒါလည်းအတိတ်ပြန်တော့ဟိုဖက်ကတိတ်မတိခံနိုင်တဲ့ခါကျတော့မီခိုပုံးပဲဒါမှဒါပေမဲ့120မမမီခိုပုံးကိုနေပြီးတော့ဒီဖက်မှာပြန်ပြီးတော့ငါးလုံးကျွေးလိုက်တဲ့ဆိုတဲ့ဟာကိုတော့အတိတ်ပြန်တော့တတိပေးတဲ့နဲ့နောက်တတိတော်မှာပြင်းပြင်းထန်ထန်နောက်တတိပေးတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကရုံးနဲ့မြန်မာသူတို့ပူးပေါင်းပြီးတော့ဒီမူဆေမန္တလေးလမ်းယထာလမ်းတိတ်ကိုနေပြီးတော့ဖောက်ဖို့အတွက်အဲ့ဒီယထာလမ်းစင်မကင်းအတွက်တကယ် နော်သူတို့အဖွဲ့စည်းတစ်ခုကိုဖွဲ့စည်းလိုက်တယ်နော်မာလာပစ်တို့ဖက်ကနော်အဒီမှာစေကိုရောက်ပါတယ်ဖွဲ့စည်းမှာအဲ့ဒီမှာဥက္ကဋ္ဌကတော့မြတ်ထွန်ဦးကိုတိုင်ကနေပြီးတော့ဥက္ကဋ္ဌအဖြစ်နဲ့အဲ့လိုမျိုးစီမံဆောင်ရွက်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါကတော့ဒီယုံနဲ့မြန်မာနဲ့ယထာလန်ဖောက်လုပ်တာနော်ဖောက်လုပ်တာအဲ့ဒါကမူစင်မန္တလေးလမ်းယထာလန်ကိုနေပြီးတော့အဲ့ဒီစီမံကိန်းကိုသူတို့အကောင့်ထိဖောက်ဖို့လုပ်နေတယ်အဲ့ဒါကိုဥက္ကဋ္ဌကတော့မြတ်ထွန်ဦးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့အဲ့ဒီနေရာမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီယုံရဲ့ လုပ်ငန်းများဆိုလို့ရှိရင်မြန်မာနိုင်ငံထဲမှာရှိလေလေတရုတ်ရဲ့လွန်မိုးမိုးဟာဆိုလို့ရှိရင်ပိုပိုပြီးတော့ကျွန်တော်တို့တွေ့လာရနိုင်မယ်တစ်တညာနှစ်ကွန်ဆိုတာကလည်းအဲ့ဒီတရုတ်ကနေပြီးတော့ဒီကြောင်ဖြန်ကိစ္စနဲ့မအလောက်ကိုပညာပေးလိုက်တာပဲနော်ပညာပေးလိုက်တဲ့ဟာဆိုတော့နောက်ပိုင်းခြားတော့အဲ့ဒီသူ့ရဲ့လက်ရကိုအကုန်ပြန်သိမ်းသွားတယ်နော်ပြန်သိမ်းသွားတယ်အဲ့ဒီပြတော့အဲ့ဒီဖီအာကြောင့်ရတဲ့မြို့တွေကိုသူများပြန်ပြီးတော့ပေးရတယ်အဲ့ဒီပြတော့မင်းတို့တိုက်လို့မရတာမဟုတ်ဘူးမင်းတို့ကိုမြှောက်ပေးတဲ့အတွက်ကြောင့်မင်းတို့ကိုကူညီပေးတဲ့အတွက်ကြောင့်အဲ့ဒီမြို့တွေကရတာဖြစ်တယ်အဲ့ဒါကြောင့်ပြန်ပေးရမယ်ဆိုတဲ့ဖီအာတွေကရှိတဲ့အခါကျတော့ ဒီတေသူညာနှစ်ခုမှာအခုကြားဖြန့်ကိစ္စနဲ့ရတဲ့မြို့တွေကိုသူများကိုအကုန်လုံးပေးလိုက်ရတယ်နော်ဒါကတော့ဒီတရုတ်ကအကုန်လုံးသူခြေလေခြေနှလုံးခြေလေလို့ရတယ်ဆိုတာကအဓိကသူ့ရဲ့စီးပွားရေးတွေကအဲ့ဒီထက်မှအများကြီးအများကြီးရှိတယ်ဌာနပေါင်းစုံတွေကပေါင်းစုံမှာ တကိတ်တမ်းပိုင်လိုက်တွေမြေရှာတို့ဘာတို့နေနမိတ်ထိဆက်တာတို့ဘာတို့ပြီးလို့ရှိတော့တကိတ်အင်အားကြီးနိုင်ငံဖြစ်တဲ့ခါကျတော့မြန်မာနိုင်ငံကိုလှုပ်ချင်တယ်လို့လှုပ်နေတာပဲလှုပ်ချင်တယ်လို့လှုပ်နေတာပဲဆိုတော့အခုယထာလန်တွေလှုပ်ပြန်ပြီဆိုတော့အဲ့ဒီဟာတွေကရုပ်မြန်မာနိုင်ငံကိုကြီးဆိုးဖို့အတွက်အဲ့ဒါကလမ်းကြောင်းတွေပဲနော်လမ်းကြောင်းတွေပဲဆိုတော့ပိုင်လိုက်ဆိုလဲလမ်းကြောင်းတွေပဲအဲ့ဒါကိုထိလို့မရဘူးတိတ်ပြရတော့တရုတ်ကိုကြောက်နေရတယ်နော်တရုတ်ရဲ့မျက်နှာကိုချိန်နေရတယ်မြန်မာနိုင်ငံမှာလှုပ်ရှားတဲ့ဟာကိုသူများအကုန်လုံးတရုတ်ရဲ့မျက်နှာကိုချိန်ပြီးတော့နော်လှုပ်ရှားနေရတယ်ဆိုတဲ့ဟာကဒီတော်လိုင်းရေးပေါ်မှာနော်တော်လိုင်းရေးဖြစ်မှာ ကျွန်တော်တို့ကွန်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 တိနိုင်တယ်အရင်တော့ကမတိနိုင်ဘူးเนาะအာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဘာပိုက်လိုင်းတွေရှိတယ်ဘာရထားလမ်းတွေရှိတယ်ဘာစီမံကိန်းတွေရှိတယ်စသဖြင့်အဲ့လိုမျိုးသာတွေ့လာเนาะဒါပေမဲ့တရုတ်ရဲ့ခြေလင်မှုတရုတ်ရဲ့ကြီးစိုးမှုဟာဘလောက်ထိနှစ်မြုပ်နေလဲဆိုတဲ့ဟာကိုကျွန်တော်တို့မသိရအောင်ဆိုတော့အခုသိခွင့်ရတယ်ဒါတော့เนาะကျွန်တော်တို့အတွက်အញ្ញံတစ်ခုအသိဉာဏ်တစ်ခုပွင့်သွားတာပေါ့เนาะတရုတ်ရဲ့ခြေလင်မှုတွေဟာဘလောက်ထိเนาะကြီးစိုးနေလဲဆိုတဲ့ဟာကိုမအလကိုတိုင်တော်မှဆုံးမချင်းကိုခံရတယ်ဆိုတော့ဘာလာကအဲ့ဒါကိုသူသိတယ်သူဂျင်းနဲ့ဒါတော့မဟုတ်ဘူး ဒါပေမဲ့အဲ့ဒါကိုနေပြီးတော့သူဘာမှလုပ်လို့မရအောင်เนาะအဲ့ဒါကြောင့်ရုပ်ကိုရှိခိုးရတဲ့အဆင့်အထိရောက်သွားတဲ့အခြေအနေမျိုးကိုကလည်းရထားလမ်းကို သူတို့လေထလန်တစ်ကိုဖောက်မယ်အဒီမူစီနဲ့မန္တလေးလန်တစ်ကိုဖောက်မယ်ဆိုတော့အဒီဟာတော့ကျွန်တော်တို့တက်တဲ့တင်းဆိုပါပဲတုတ်တက်မှုလားဆိုတော့တုတ်တက်မှုတစ်ခုတော့ရှိတယ်ဒါပေမဲ့တရုတ်ရဲ့ကြီးစိုးမှုကပိုပိုပြီးတော့ကြီးလာတယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့မြင်ရမှာဖြစ်တယ်နောက်တစ်ခုကဒီဘဂိုတိုင်နက်တလန်မျိုးနေမှာဆိုလို့ရှိရင်တော့သူတို့ဒီကျန်းဖက်ပါတီရဲ့မစ်ဆွေပွဲမစ်ဆွေပွဲအတွက်အဲ့ဒီဆိုင်းဘုတ်တွေအများကြီးတင်ထားတာရှိတယ်အဲ့ဒီနက်တလန်မျိုးနေမှာမျိုးနေတစ်ခုလုံးမှာဆိုလို့ရှိရင်ရွာပေါင်း20နဲ့ရွာမှာသူတို့ဆိုင်းဘုတ်တင်ထားတယ်တင်ထားတဲ့ခါကျတော့အဲ့ဒါကိုတပြိုင်တည်းဝင်ပြီးတော့ဒီနေ့ဖြည့်ဆည်းလိုက်တယ်ဆိုတော့ဒါကလည်းရွက်ကော့ပွဲကို ိုကျွန်တော်တို့တကယ်ဖြည့်ဆည်းတဲ့ပုံစံမျိုးပြတ်လောက်အထိတော့ဒီအရာတော့ဘာမှကျုံဝင်ပါဘူးเนาะအဲ့ဒီဆိုင်ပုတ်တို့ဘာတို့ကတော့အဓိကတော့မစ်စင်းတို့ဘာလို့ဆိုရင်တော့အဲ့ဒါထီအောင်မှုရှိမယ်မစ်စင်းတို့ဘာလို့ဆိုလို့ရှိရင်တော့အဲ့ဒီမှာမစ်စင်းမရှိတဲ့လူကမတွေ့ရတဲ့လူကဘယ်သူမှပေးမှာမဟုတ်ဘူးလေเนาะဆိုတော့အဲ့ဒါမစ်စင်းတို့ဘာလို့ဆိုလို့ရှိရင်တော့အဲ့ဒီဆိုင်ပုတ်ထက်ပို့ပြီးတော့တော့ထီအောင်မှုရှိလိမ့်မယ်ဆိုတော့အရင်တော့ကတော့မစ်စင်းကတော့เนาะအပြင်မှာထုတ်တယ်နောက်ပိုင်းမှာဖြစ်စီခံရတဲ့ခါကြတာသူတို့ကခုကတော့တကယ်လုံခြုံတဲ့နေရာတွေမှာသူတို့လုံခြုံရေးယူထားတဲ့နေရာတွေမှာသူတို့လုထားတာကိုတွေ့ရတယ်။နောက်ပါဘေးဘေးပြောအဲ့ဒီဆိုင်ပုတ်တွေ ရွာပေါင်း20နှစ်ရွာမှာဖြစ်စီခံရတဲ့ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်။နောက်တစ်ခုကဒီအာချာချာအချာချာကဘာလဲဆိုလို့ရှိရင်မဲလုံးပေါ့မဲလုံးဒါသူ့ကိုချစ်စလို့နဲ့အာချာအချာချာလို့ခေါ်တယ်ဘာဖြစ်ဆိုတော့အရင်ကအာချာချာအချာချာလို့မျိုးသူတို့ကပြောတယ်လေဆိုတော့အဲ့ဒါကြောင့်သူ့ရဲ့နာမည်ကငမဲလုံးအဲ့ဒီငမင်းလုံးကဒီမင်းလက်ပံအကြောင်းကိုပြောတယ်မင်းလက်ပံဆိုတာဒီ KPA ကကြီးဆိုပြီးတော့တကယ်သူတို့ကဘာမှမရှိဘူးသူတို့စီမလာလို့ရှိရင်ရုပ်တိပေးရမယ်ဆိုပြီးမှစောစမ်းအောင်လို့ပါလို့ပြောတာ哦ပြောတော့ KNU ကနေပြီးတော့မင်းလက်ပံကို เนาะအဲ့ဒီမှာဝင်သိမ့်တဲ့ခါကျတော့အဲ့ဒီမှာဝင်စီးတဲ့ခါကျတော့အဲ့ဒီမှာအထုတ်ကြီးအထေကြီးဘွန်းနဲ့ပေါ်သွားတယ်တော်တော်ကိုသိခါကျသွားတယ်เนาะသိခါကျသွားတယ်ကျသွားတဲ့ခါကျတော့အဲ့ဒီမအလာကသူတို့ကကွေတယ်เนาะကွေတယ်အဲ့ဒီဆိုမင်းတို့ကဘာပြောလဲဆိုလို့ရှိရင်အဲ့ဒီ DKB ရဲ့ဖွေးရဆိုလို့ရှိရင် KNU နဲ့ပေါင်းပြီးတော့ကြားဖြန့်ခိုင်းကိုလုပ်တဲ့အဖွေးတွေဖြစ်တဲ့သူတို့ရဲ့အဖွေးတွေဖြစ်တဲ့အဲ့ဒီပြရတော့ DKPA ကိုတိတဲ့အတိုင်းပဲလေ DKPA တို့ခု BGF group ဆိုတာသူရဲ့လူတွေပဲလေသူရဲ့လက်ခံထုတ်တွေပဲလေအခုဒီ UK ဘက်ကိုထောက်ခံမယ်ဆိုပြီးမှသူလမ်းကြောင်းဖွင့်ပေးတာအခုဒီမြောက်ဒီလမ်းကြောင်းကိုဖွင့်ပေးတာအရင်တော့အောင်ဇေယျစစ်ကြောင်းက900နဲ့300အထိတော့မထိန်းထားနိုင်တဲ့အဲ့ဒါသူတို့ပါလို့ပဲဆိုတော့အဲ့ဒါကိုမလာမသိတာတော့မဟုတ်ဘူးနော်မလာလည်းဂျင်းနဲ့တာတော့မဟုတ်ဘူးအခဲတော့ရှိနေတာပဲနော်ဒါပေမဲ့သူတို့ကလည်းဟိုဖက်ကလည်းအင်အားကြီးတယ်အတိကတော့ DKPA ကတော့ဘာမှပြောမပြောစလောက်တဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒါကရွေးကိုရေးပါတော့ DKPA ပေါ့အတိကတော့ BGF အဲ့ဒီ BGF ကအင်အားကတောင်းကနေရှိတဲ့ခါကျတော့တော်တော်ကိုသူတို့ကအဲ့ဒါကိုဒီဖက်မှာ KNU ဖက်မှာပါတော့ပြီဆိုလို့ရှိရင်သူတို့အတွက်ကတော်တော်ကိုဒီပြင်ပင်းတစ်ခုလုံးကိုတိမ့်ဖို့ကလွတ်လွတ်လေးဖြစ်သွားတယ်ဆိုတော့ကိုကအဲ့ဒီဖက်မှာပါအောင်အတွက်ကာပါလုပ်ပေးတဲ့ကိုရွှေကုတ်ကိုတို့ပါတော့ဝင်စီးတယ်အဲ့ဒီမှာကြားတယ်နော်ကြားတယ်အဲ့ဒီမှာဇန်နရိုက်တာတော့ဘာလို့ KK ပါတော့ KK ပါဆိုလို့ရှိရင်လည်း KNU ကိုလွှဲတယ်အခုဒီမင်းလပ်ပန်ဒီ KNU ဝင်စီးတဲ့နေရာကိုလည်းအခုသူတို့ကပြောတယ်နော်အဲ့ဒါက ဒီ KNU ရဲ့တကယ့်သူနဲ့ပေါင်းပြီးတော့လုပ်တဲ့ဂျားဖြန့်ခိုင်းတွေဖြစ်တဲ့เนาะသူတို့ကဆိုလို့ရှိရင်ဂျားဖြန့်မှာတကယ့်ပေါင်းပြီးပတ်သက်တဲ့လူတွေဖြစ်တယ်အဲ့ဒီဘက်ကသူတို့မပါဘူးပေါ့နော်ဆိုတော့အမေရိကန်ကရရှိထားတဲ့အချက်အလက်ကအဲ့ဒီဂျားဖြန့်ခိုင်းကသွားတဲ့ဒီ signal တွေ phone signal တွေဆိုလို့ရှိရင်ဒီနေပြည်တော်နဲ့ direct ဆက်ဆက်မှုရှိတဲ့အဲ့ဒီအချက်အလက်တွေကိုဒီအမေရိကန်ကရရှိထားတဲ့ဆိုတော့တတင်းကိုလည်းကျွန်တော်တို့เนาะဂျားပြီးသားဖြစ်တယ်เนาะဂျားပြီးသားဖြစ်တယ်ဆိုတော့အခုရွှေကုတ်ကူမှာလည်းဒီဂျားဖြန့် ခိုင်းတယ်ကိုနေနေတဲ့ခါကျတော့ကိုတရားမဝင်တဲ့အဆောက်အဦအဆောက်အဦဆောက်တဲ့ဆောက်တဲ့ကဒီမာလာသိတယ်နော်ဘာဆောက်တယ်ဆောက်တယ်ဆိုတာကိုမာလာကိုမပူတင်ရတဲ့အတိပေးရတော့တရားဝင်ဖွင့်ပြပြီးမှသူတို့ကဆောက်တယ်အတိပေးရတော့နော်နော်အဲ့ဒီရှုကုတ်ကမှ ဆောက်ဦးပေါင်းတရားချုပ်ကိုကိုချိတ်ပိတ်လိုက်တယ်ငါချိတ်ပိတ်လိုက်တယ်အဲ့ဒီကတရားမဝင်ဘူးသူတို့မှတ်ပုံတင်ထားတာမဟုတ်ဘူးအဲ့ဒီဟာတွေကနော်အဲ့လိုမျိုးချိတ်ပိတ်ထားတယ်အဲ့ဒီပြေတော့မဖြူခွင်းဘူးအဲ့ဒီနေရာတွေကြတော့နော်အဲ့ဒီမှာချိတ်ပိတ်လိုက်တယ်ဆိုတဲ့တည်င်းကိုလည်းတွေ့ရတယ်ဆိုတော့အခု KNU ရဲ့နော်အဲ့ဒီဌာနချုပ်ဘိုးဌာနကနေပြီးတော့တတိပိတ်လိုက်တယ်သူတို့ကဆိုလို့ရှိရင်ဒီငွေလင်းတိုင်းတွေနဲ့နော်တကိတ်ညီဆုံးအောင်ဒီ KNU ကိုတုံးပိုးနေတယ်ဒီမာလာဖက်ကလူတွေကဆိုပြီးတော့သူတို့တတိပိတ်ထုတ်ပြန်ချက်တကိုထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့အဓိကတော့ အဲ့ဒီမှာပါဝင်ပတ်သက်တဲ့လူတွေကတော့ဘလို့ပဲပြောပြောသူတို့လည်းပါတယ်နော်ပါတယ်။ဒီနေ့အများပဲကြွားတယ် KNU တို့ DKBA တို့အဲ့ဒီမှာ BGF တို့မာလာတို့အကုန်လုံးဖွင့်နေပဲ။အဲ့ဒီ blend တို့ဘူးဆို့ပဲအနည်းအများပဲကြွားတယ်။ဟိုဖက်က KNU ဖက်ကတော့မြင်ငားတယ်လို့ပြောတယ်။အဲ့ဒါကိုသိတဲ့ခါကျတော့ပြန်ပြီးတော့ရုပ်သိမ်းနေဆိုတဲ့တတင်းတွေကတော့ထွက်တာပေါ့။ဒါပေမဲ့သူတို့အားလုံးက blend တို့ဘူးဆို့ပဲ။နောက်ဘာဖြစ်လို့ဒီလိုပြောရလဲဆိုလို့ရှိရင် KNU လည်းအဲ့ဒီရှုပ်ကုတ်ကိုတိုက်လို့မမရတာတိုက်ခွင့်မပေးတာ။မပေးတာ။ ာတကယ်တော့သူတို့ကဒီဘိုအေးဆေးဝါတို့နဲ့တကယ်တိမ်မလို့တဲ့အချိန်မှာဘိုအေးဆေးဝါတို့ကပါလဲဘာမှမရှိဘူးလေအာတိုင်အာဘလောက်မှမရှိဘူးလေအဲ့ဒီမှာသူတို့ကတစ်ဖက်လေးနဲ့သူတို့ကအာအဲ့ဒီမှာငါတို့တိုက်အောင်ဆိုပြီးမှလုပ်ပြီးမှကြားဖြတ်ပြီးတော့ဒီဖက်ကပိတ်တဲ့ခါတည်းကကိုဖက်ချီပေါက်ပြီးတော့တော့သူတို့ကိုပိတ်လိုက်တယ်ပိတ်လိုက်ပြီးမှတမန်တော့ဘာလို့တမန်လာလဲလားသူတို့ပထမကလေးကသဘောတူပြီလေငါအဒီတက်မှခုနေကနောက်တက်မှခုနေကသဘောတူလို့သူတို့တိုက်တာလေနော်နောက်ဆုံးတကယ်တကယ်ကြတော့ အဲ့ဒါကိုတိုက်မခံဘူးအဲ့ဒီမှာပိတ်ပြီးတော့ချောင်ရိုက်လိုက်တယ်เนาะအဲ့လိုမျိုးလှုပ်ချင်းအပြင်ဒီကြားဖြင်းခိုင်းကိုကာကွယ်တယ်ဆိုတာဒါကိုသိသိပြီးသားပဲလေအခုမြောက်ဒီကိုမသိဘူးဆိုတာဒါလည်းဒါပဲဒါက plane ဘူးဆိုတာဒါပဲလေမဟုတ်ဘူးဆိုလို့ချက် KNU ကဟုတ် KNU လို့လုပ်ပါလေเนาะမလုပ်ဘူးလေအခုအခုကြားဖြင်းကိုဒီလက်လက်ပံမှာအဲ့ဒီမှာထိမ့်ထိမ့်ထားတဲ့ DKB ရောက်ပေါင်း230ကျော်လက်နဲ့ပေါင်း200ကျော်ကိုပြန်ပေးတာပဲလေပြန်ပေးတာပဲဆိုတော့ဒါကိုချက်ချင်းအပြင်ကသူတို့လည်းပါတာပဲ plane ဘူးဆိုပဲဒါပေမဲ့အနည်းနဲ့အများတော့ကွာတာပေါ့ ော်တကယ်မလာတော့ဖဲရတော့တပွဲတော့ရတယ်လို့ပြောတာပဲเนาะတပွဲတော့ပေးရတယ်เนาะအဆန်တစ်ထောင်ဆိုလို့ရှိရင်900တော့သူတို့ရတာပေါ့เนาะအဲ့လိုမျိုးလုပ်တယ်အဲ့ဒီ signal တွေကိုเนาะဒီဖက်ကအမေရိကန်ကရပြီးသားအဲ့ဒီရွှေကုတ်ကိုဖက်ကထွက်တဲ့ဒီ phone line signal ကအဒီနေပြီးတော့ကိုဝင်တယ်เนาะဝင်တယ်ဆိုတော့အဲ့ဒီဟာကအမေရိကန်ကရရှိထားတဲ့အချက်လည်းဖြစ်တယ်အဲ့ဒါကြောင့်စုချေးကเนาะဒေါ်လာ25တန်းတော့ထုတ်တယ်နောက်25တန်းကိုထုတ်တယ်အဲ့ဒီကြားဖြန်ကောင်းဆောင်တွေကိုဖန်လို့ရတယ်ဆိုလို့ရှိရင်ဘသူဘွားဆိုတာမထွက်သေးဘူးနောက်နာမည်တိကျနဲ့ထွက်ဖို့ မကြခင်ထွက်လာလိမ့်မယ်ထင်တယ်။နော်အလိုမျိုး over order သူတို့လုပ်မှာမဟုတ်ဘူး။နော်25တန်းနဲ့ဆိုတော့တရောက်ရောက်တော့သူတို့ထွက်လာလိမ့်မယ်တနေ့ချလို့ရှိရင်ဆိုတော့အဲ့ဒီအဖြစ်ပြက်တွေကတော့တကယ့်အဲ့ဒီမှာနော်သူကိုယိုးလိုက်ကိုကိုယိုးလိုက်ချနေကြတာပဲသူတို့နော် KNU ကလည်းမာလာတို့ဘက်ကိုယိုးမာလာတို့ဘက်ကလည်း KNU ကိုယိုးဆိုတော့အဲ့ဒီမှာထူးခြားလာတော့မာလာကလုံးဝအပေါ်မချလာတဲ့ DKBA နဲ့အဲ့ဒီမှာဒီ BGF ကိုလုံးဝပုံချဖို့ပြီးလို့ရှိရင် BGF ကောင်းဆောင်မဟုတ်ဖြစ်သူခုကတိပြောင်းနေတော့မှလုံးဝအသက်မထွက်ဘူး အရင်တော့တရုတ်နဲ့ထိုင်းနဲ့ပုံတော့လုပ်တဲ့ချိန်မှာအာသူကထိုင်းကဖမ်းမယ်ပြောတဲ့ခါမှာနော်ထွက်ပြောတယ်နော်အခုအတန်တိတ်တော့တာပဲ US က strike for နော်ဖွင့်လိုက်တဲ့ဆိုကတိကနေအဲ့ဒီကနေပျောက်သွားတာအခုတစ်ထိပဲပါဆန်နာမလုံးဝထွက်မပြောတာကျွန်တော်တို့ဒါထူချားတယ်နော်ထူချားတယ်ပြီးလို့ရှိရင်တော့မာလာက DKBA နဲ့ BGF ကိုလုံးဝပုံချအောင်အဲ့ဒီ KNU ကိုပဲတွန်းချတာကိုကျွန်တော်တို့တွေ့ရတယ်ဒါလည်းထူချားမှုပဲနောက်ခုကဒီရန်ကုန်မှာဒီဖင်လန်ကတိုင်ယုံချီတယ်အဲ့ဒီတိုင်ယုံဝင်ပြီးတော့ပိတ်ပင်းလိုက်တယ်ပဲဒီပြတော့အဲ့ဒီမှာထားလို့တိတ်အချိန်မှာဟန်တော့အောင်နော်အဲ့ဒီ ထိုင်နိုင်ငံကတန်ယုံဝင်ပြီးတော့နိုင်ငံခြားယုံဝင်ကြီးဌာနကတန်ယုံအဲ့ဒီတန်ယုံဝင်ပြီးတော့ပိတ်လိုက်တယ်ဆိုတဲ့တည်င်းကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒါကတော့ထူးခြားမှုတစ်ခုပဲဆိုတော့အဲ့ဒါနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ရှမ်းမြောက်အဲ့ဒီကြောင်းမဲမှာဆိုလို့ရှိရင်စက္ကဆန်နဲ့ဒီ SSPP နဲ့အကုံချနေတယ်အဲ့ဒီမှာတိုက်ပွဲပြင်းထန်နေတယ်အတိတ်ကတော့ TNI နဲ့ MNDA ကတော့ထွက်သွားတယ်သူတို့နဲ့ငင်းချင်ရဖြစ်တယ်ဒါပေမဲ့ SSPP နဲ့ကြတော့နော်သူတို့တိုက်ပွဲဖြစ်တယ်အတိတ်ကတော့နောက်ဖွဲ့တော့ပျောက်သွားတယ်ပြန်ပြီးတော့နောက်တစ်ဖွဲ့ပေါ်တယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ SSPP တို့ SSA တို့ကသူတို့ကသူတို့က တိုက်တဲ့ဖွဲ့မှာမပါဘူးဒါပေမဲ့တပတ်တနက်ကတော့တော်လိုင်းရင်းမှာချိုးပြူလာတော့ရှိတယ်ဒါပေမဲ့တကယ်တကယ်တိုက်တဲ့ထက်မှာသူတို့မပါတဲ့ခါကျတော့အခုတိုက်ပွဲပြင်းထန်တယ်အရင်တော့လည်းဖြစ်တာပဲနော်ဖြစ်တယ်တရနေရဖြစ်တယ်ပြေးလို့ရှိရင်သူတို့ AC ပဲဆိုတော့အခုကတော့အဲ့ဒီအကြောင်းမဲမှာဆိုလို့ရှိရင်တိုက်ပွဲတွေဖြစ်နေတယ်နော်အဲ့ဒီအကြောင်းမဲကိုတော့မာလာဖက်ကထိန်းချုပ်ထားတယ်ဒါပေမဲ့အပြင်ဖက်မှာတော့အဲ့ဒီမှာ DTNL လေးလည်းထင်ချုံထားတဲ့နေမျိုးတွေရှိသလို SSPP လည်းထင်ချုံထားတဲ့နေမျိုးရှိတယ်ဆိုတော့ခုကအဲ့ဒီကြောင်းမရနေပြီးတော့ထွက်လာတဲ့လူတွေကိုအဲ့ဒီမှာတိုက်ပွဲဖြစ်တယ်နော်နောက်တစ်ခုကမန္တလေးတိုင်းမြင်းချန်ခရိုင်အတွင်းမှာဆိုလို့ရှိရင်တကယ့် session ကိုမြင့်ဖို့အတွက် Black Tiger နော်အဖွဲ့တွေကဆိုလို့ရှိရင်အဖွဲ့ပေါင်းအစေကျော်စုစည်းပြီးတော့ဒီမြင့်ချန်ခံရတဲ့အထုစစ်ကြောင်းကိုဖွဲ့လိုက်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတဲ့ဒါလည်းတည်င်းကောင်းပါပဲနော်တည်င်းကောင်းပဲအရှိန်မြင့်တော့မယ်ဆိုတော့ black tie ကလည်းဟိုမှာ TNI ကိုဆော်မယ်ပါမယ်ညာမယ်နဲ့အဲ့ဒီမှာမိုးကုန်းနဲ့မိုးမဲကိုကာကွယ်မယ်စင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့သူကလည်းဘာမှမလုပ်တော့ဘူးနော်ဘာမှမလုပ်တော့ဘူးသူတို့လက်နဲ့ကင်တာကတော့နော်တော်တော်ကိုရည်စရာကောင်းတယ်နော်အဲ့လိုမျိုးလုပ်လို့ကတော့ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးအဲ့ဒီ TNI လည်းတောင်မှတကယ်နော်လက်နဲ့ကင်အဖွဲ့ထင်မှာအခုတရုတ်ကမြောက်လို့ အဲ့ဒီကြားဖြင့်ကိစ္စနဲ့မြောက်ချောမြောက်ချောတက်နေတဲ့အဖွဲ့တွေအဲ့ဒါ MDA တို့ TNL လဲဆိုတာအရင်ကနာမည်တော်မတက်ပါဘူးနော်မနာမည်တော်မတက်တဲ့အဖွဲ့ကဒီဒေါ်လာရေးမှပြည်သူတို့ထုတ်ရတွန်းအားကြောင့်နာမည်တက်လာတဲ့အဖွဲ့တော်မှကြောက်တယ်ငါကြောက်တယ်ဆိုတော့လေနော်အဲ့ဒါကတော့အဓိကသူတို့ကြောက်တဲ့အကြောင်းကတော့ကျွန်တော်မြင်တာတော့လက်နဲ့ပဲနော်ဘာဖြစ်လို့ဆိုတော့အဲ့တော့မျိုးမျိုးကုတ်ကိုတိုက်မယ်နော်ကာကွယ်မလို့ပြောတဲ့အခါမှာသူတို့ကိုပေးထားတဲ့ခါထားတဲ့လက်နဲ့တွေကိုနော်သူတို့ပြန်လို့မယူတော့ဘူးအကုန်လုံးယူလိုက်တော့သူတို့ဝင်တဲ့အခါမှာနောက်ဆိုင်နဲ့ဆိုတဲ့အဲ့ဒီစကားကလက်နဲ့ကြောက်မယ်ဆိုတော့အဲ့ဒီပြန်တော့လက်နဲ့ရဲ့မျက်နှာကိုချိန်ပြီးတော့ ူတို့ဖွင့်ပေးလိုက်ရတယ်เนาะဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့နောက်တစ်ခုကဒီပုံပုံမျိုးသင်းတိုက်ပွဲမှာတကယ်မျိုးတွင်းကိုဆုတ်လာတဲ့အဖွဲတွေကိုနေပြီးတော့အဲ့ဒီမှာနေပြီးတော့အတိပြတော့မျိုးတွင်းရဲ့အပြင်ဖက်မှာတိုးတာပေါ့တိုးတော့အကိုအဲ့ဒီမျိုးတွင်းကိုပြန်ပြီးတော့ဆုတ်ပြေးတယ်ဆုတ်ပြေးတဲ့အခါကျတော့အဲ့ဒီမှာဝင်ပြီးတော့တမတာစိတ်ကြောင့်ပြက်တဲ့အထိတော်တော်ကိုထိခိုက်မှုရှိတယ်အဲ့ဒါကြည့်ရရင်လည်းပုံပုံခွေတွေကတော်တော်ကိုဝင်တမတ် လိုက်တဲ့အဲ့ဒီတည်င်းကလည်းတကယ်တည်င်းကောင်းခုနဲ့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကအင်ဒိုနီးရှားဒီအနောက်ဘက်မှာဆိုလို့ရှိရင်ရေကြီးတယ်နောက်ရေကြီးတယ်အဲ့ဒီမှာလူပေါင်း300ပြည်တယ်အဲ့ဒီမှာပျောက်ဆုံးတဲ့လူကတော့296ယောက်ပျောက်ဆုံးနေတယ်ဆိုတဲ့တည်င်းကိုတွေ့ရတယ်နောက်တစ်ခုကဒီ Sky Dive ဘမောက်မြို့ထစ်ကိုနောက်ဘမောက်ကိုနေပြီးတော့ဒီဖက်ကဒေါ်လာရဲ့ဖွဲ့တွေကတင်ပိုက်ထားတယ်အဲ့ဒါကိုနေပြီးတော့ပြန်ပြီးတော့ရဖို့အတွက်အဲ့ဒီမှာ SNA ဖွဲ့နဲ့မအလားလို့ဖွဲ့တိုက်ပွဲတွေအဲ့ဒီမှာဆင်းရဲတယ်အဲ့ဒီပြီးတော့ထိုးစစ်ဆင်းတယ်အဲ့ဒါကိုနေပြီးတော့ဒီဖက်က ဝင်ပြီးတော့ကုခတ်တိုက်ခိုက်တဲ့ခါကျတော့အဲ့ဒီမှာအထိနာပြီးတော့အကုန်လုံးကစင်းကလေးထွက်ပြေးသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကယုံလေးရဲ့ဆက်ကလည်းတော်တော်ကိုနာမည်ကြီးနေတယ်ဆိုတော့သိန်းပေါင်း6000ကျော်အကုန်ကြခံပြီးတော့ရိုက်ထားတဲ့ဝါဒဖြင့်နော်အဲ့ဒီဆက်ကရုပ်ရှင်အဲ့ဒါကိုနေပြီးတော့နော် ီဖက်ကလူတွေနော်ဘွိုက်ခေါလုပ်တဲ့ခါကျတော့အဲ့ဒီမှာ၃ရောက်ပဲအဲ့ဒီဗီဒီယိုဖိုင်လေးတော်တော်နာမည်ကြီးတယ်နော်အဲ့ဒီကဗီဒီယိုဖိုင်လေးနာမည်ကြီးတယ်တော်တော်ကိုအဲ့ဒီမှာလူတွေမရောက်ဘူးဘာမှမရှိတဲ့ခါကျတော့သိန်းပေါင်း6000ကျော်ကိုကြားခံတဲ့စက်ကကလုံးဝလူ၃ရောက်ပဲတက်တယ်ဆိုတော့ပွဲကိုဖျက်လိုက်ရတဲ့ရုပ်ရှင်ပေါ့ရုပ်ရှင်ပေါ့ဆိုတော့အမှုပညာလောကကနေပြီးတော့ထွက်တော့မယ်ဆိုတဲ့နားတော့မယ်ဆိုတဲ့တည်င်းကိုလည်းကျွန်တော်တို့တွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့ PNL က ဒီစက္ကဆတွေကို twin တာကြီးကြီးပဲเนาะအဲ့ဒီ video file ကျွန်တော်တင်ထားပေးတယ်ကျွန်တော်ရဲ့ဒီ channel မှာပဲကျွန်တော်တင်ထားပေးတယ်မနေ့ကဆိုတော့တော်တော်ကို twin နေပြီလူတွေများကြီးရောက်နေပြီအဲ့ဒီမှာယာနဲ့ခြီးပြီးတော့စကားယာနဲ့ခြီးပြီးတော့ twin တယ်အဲ့ဒီမှာယာပုံများစွာเนาะထောင်ကနန်းနီးပါးလောက်စစ်သားတွေရောက်နေပြီဆိုတော့အခုမြို့အပြင်မှာတော့เนาะဒီဘက်ကတော်လိုင်းရဖွေတွေနဲ့တိုက်ပွဲတွေဖြစ်တယ်ဆိုတဲ့တင်းကိုတော့ကျွန်တော်တို့ကြားရတယ်เนาะကြားရတယ်ဒါပေမဲ့ဘလောက်ထိပြန်ပြီးတော့သိရမယ်ဆိုတော့တော်တော်တော့အခက်အခဲရောက်သွားပြီပေါ့เนาะမာလာကိုဒီအန်နယ်ရေမချိုးပလောင်တွေကနေပြီးတော့ နော်အလုံးလိုက်အခေးလိုက်သွင်းနေပြီဆိုတဲ့ဟာတော့ TNLA နဲ့ MNDA ရဲ့ထူးခြားချက်နော် MNDA ကလာရှိုးကိုပေးတာအဲ့လိုမျိုးမသွင်းဘူးနော်အဲ့လိုမျိုးကာကွယ်ပေးတာမရှိဘူးဆိုတော့အခုကတော့ TNLA နဲ့နော်သူတို့ကတော်တော်ကိုထူးခြားသွားပြီနော်ထူးခြားသွားပြီဆိုတဲ့အခါကျတော့သူရဲ့ပလောင်ရဲ့ဇာလံဘယ်လိုရှိမလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ပြန်ကြည့်ကြတာပေါ့နော်ကြည့်ကြတာပေါ့နော်ပွဲရတော့မပြီးသေးဘူးလေနော်မပြီးသေးတဲ့အခါကျတော့တော်လိုက်ရမပြီးသေးတဲ့အခါကျတော့ဆက်နေဦးမှာပဲတနေရမှာတော့ เนาะကျွန်တော်တို့ဆုံကြရအောင်ပါမယ်ဆိုတဲ့ခါတော့တော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့နော်ဘာလ30ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးကြပါပဲကျွန်တော်ဒီ